တက်နဲ့မပူပေါင်းမဆောင်ရွက်နိုင်ရင်အစိုးရတစ်တက်လာပြီးနောက်နေ့ပြုတ်ကြမည်ဟုစံဖို့ပါတီဥက္ကဋ္ဌခင်ကြီးကပြောပါတယ်။အကြံဖက်စစ်တက်နဲ့မပူပေါင်းမဆောင်ရွက်နိုင်ရင်အစိုးရတစ်တက်လာပြီးနောက်နေ့ပြုတ်ကြမည်ဖြစ်ကြောင်းစံဖို့ပါတီဥက္ကဋ္ဌခင်ကြီးကပြောဆိုလိုက်ပါတယ်။နိုဝင်ဘာလ29ရက်နေ့မဒိမြို့တွင် ပြုလို့သောစံဖို့ပါတီမဲဆွဲစည်းရုံးပွဲတွင်စံဖို့ခင်ကြီးကထိုသို့ပြောဆိုလာခြင်းဖြစ်ပါတယ်။ယူကောပွဲတွင်စာနာမဲ့ပေးရပြီးစစ်တပ်နဲ့အစဉ်ပြေသောပါတီကိုယ်တော်မဲ့ပေးရမည်ဖြစ်ကြောင်း စစ်တပ်နဲ့အဆင်မပြေသောအစိုးရတဲ့မှာတက်လာပြီးနောက်တနေ့တွင်ပြုတ်ကျသွားမည်ဖြစ်ကြောင်းထို့ကြောင့်စစ်တပ်နဲ့အဆင်ပြေသောပါတီကိုစံထား၍ရွေးချယ်ရမည်ဖြစ်ကြောင်းချက်ဖို့ခင်ကြီးကပြောဆိုပါတယ်အစိုးရတဲ့ကတမ်ရောင်နဲ့ဂျော်ချင်းကယင်ချင်းကမစာရွက်နိုင်ဘူးဆိုရင်တေကြတယ်ဒီအစိုးရနှောင့်နဲ့ပြုတ်ကျမှာဒါကိုစံထားပြီးရွေးရမယ်ဒိုင်းပြည်ပြန်လဲထူထောင်ရေးမှာအတွေ့အကြုံရှိသောအဖွဲ့အစည်းမျိုးလူပုဂ္ဂိုလ်မျိုးအရေးကြီးတယ်ထူထောင်လာနဲ့စွန့်ရင်ရှိတဲ့လူမျိုးလောက်ခုကန်ခုတဲ့လူမျိုးလို့လည်းအခုစံဖို့ခင်ကြီးကပြောဆိုပါတယ် စစ်တပ်ကရွေးကောက်ပွဲလုပ်ရန်အချိန်ကြီးကလာသည်နှင့်အမျှစစ်ကောင်းဆောင်မရောက်နိုင်ကြလေရွေးကောက်ပွဲတွင်စစ်တပ်နှင့်တဟအစာတဖြစ်စွာလက်တွဲဆောင်ရွက်နိုင်သူများကိုသာမဲပေးရွေးချယ်ရန်ဒီဇင်ဘာ၁ရက်နေ့ပြုလွင်ရှိဝန်ထမ်းများတွေ့ဆုံစဉ်တရားဝင်ပေါ်ပေါ်တင်တင်ဖိအားပေးပြောဆိုလာပါသည်ဆန္ဒမဲများပေးရာတွင်နိုင်ပြည်နှင့်ဒေသအကျိုးကိုဆောင်ရွက်နိုင်သူဒေါတာဝန်အေးသောမကိုလိုက်နာစောင့်ထိန်နိုင်သူစစ်တပ်ကနိုင်ငံတော်တရှိနေတွေ့တရှိနေမိအခိုင်အမာဆုံးသောဖွဲ့စည်း institution ဖြစ်သည့်ဖြစ်စစ်တပ်နဲ့တဟဇာတာဖြစ်စွာ လက်တွဲဆောင်ရွက်နိုင်သူများကိုရွေးချယ်၍ဆန္ဒပေးရန်လိုကြောင်းမေအောင်နိုင်ကပြောဆိုရွှေကုတ်ကိုကြားဖြတ်ပြုတ်တဲ့မှာအထွတ်မြတ်အဆောင်အထုကိုစစ်တပ်ကဖောက်ခွဲပျက်စီးကြောင်းသိရပါတယ်။ကရင်ပြည်နယ်မြောက်ပြည်မြို့နယ်ရွှေကုတ်ကိုကြားဖြတ်ပြုတ်တဲ့မှာအထွတ်မြတ်အဆောင်အထုကိုစစ်တပ်ကဖောက်ခွဲပျက်စီးလိုက်ကြောင်းထိုင်းမြန်မာနယ်စပ်မဆေးတရင်ရင်းမြစ်ကပြောဆိုပါတယ်။ဒီဇင်ဘာလ3ရက်နေ့မွန်လွယ်၁၇:၃၀မိနစ်အချိန်ရွှေကုတ်ကိုကြားဖြတ်ပြုတ်တဲ့အပြင်မှာအထွတ်မြတ်အဆောင်အထုကိုမြန်မာစစ်တပ် BGF နဲ့ ရဲများကမိုင်းခွဲဖြိုချလိုက်ကြောင်းသိရှိရပါတယ်။အထက်မြက်အဆောင်အုံကိုစစ်တပ် BGF နဲ့ရဲတွေကမိုင်းခွဲဖြိုချလိုက်တယ်။ဒီဘက်အထီကိုဖုံမှုတွေအလုံးလိုက်တက်လာတယ်။ရွှေကုတ်ကိုထဲမှာပြမစိုးမိုင်းခွဲဖြိုချတာမြင်ရတာဟုထမ်းမြမာနဲ့ဆက်မှစီးတဲ့ရင်းမြက်ကရှင်းပြပါတယ်။ရွှေကုတ်ကိုမြို့ကိုစစ်တပ်ကနိုဝင်ဘာ17ရက်မှစတင်စစ်ဆေးခဲ့ရာယနေ့အထိကြားဖြတ်အဆောက်အုံ169လုံးချိတ်ပိတ်ခဲ့ကြောင်းယနေ့တွင်ရွှေကုတ်ကိုပြမဆုံးစတင်ဖောက်ခွဲခြင်းဖြစ်ကြောင်းသိရှိရပါသည် စစ်တပ်က KKF အပိုင်းသုံးနယ်မြေအတွင်းရှိစစ်ဖြတ်ဆော့အုံ145လုံးနဲ့140လုံးစစ်တပ်ကဖြိုချဖျက်ဆီးခဲ့ကြောင်းနဲ့ KKF ပင်မနယ်မြေအတွင်းရှိစစ်ဖြတ်ဆော့အုံစုပေါင်း635လုံးနဲ့288လုံးကိုဖြိုချဖျက်ဆီးခဲ့ကြောင်းသိရှိရဒီမိုကရေစီညီမှန်းချက်တူကြရင် PDF တွေဥပဒေပေါင်းနဲ့ဝင်ခဲ့ဖို့မင်းအောင်နိုင်ကပြောဆိုပြီးအစ်စ်ရဲ့ဂျိုင်းသားတွေဂတိကဝက်ချိုးဖောက်ကရင်းချမ်းရေးလမ်းကောင်းတွေတွေ့ပြီးခဲ့တယ်လို့အပြစ်တင်လိုက်ပါတယ် အကြမ်းဖက်စစ်ကောင်ဆောင်မရောက်နိုင်ကဒီမိုကရေစီဒီမချက်ချင်းတူရင်ဥပဒေပေါင်းနဲ့ PDF တွေဝင်ခဲ့ဖို့ဖိတ်ခေါ်တယ်လို့ထုတ်ဖော်ပြောဆိုပါတယ်။ပြည်ုံတွေမှာလုပ်တဲ့စစ်တကတို့ကြောင်းစင်းပွဲမှာအကြမ်းဖက်စစ်ကောင်ဆောင်မရောက်နိုင်ကအဲ့ဒီလိုထုတ်ဖော်ပြောဆိုလာတာဖြစ်ပါတယ်။ဒီမိုကရေစီကိုနောက်ပြန်ဆွဲနေတာကလက်နက်ကင်လန်းစင်ဖြစ်ပြီးဒီမိုကရေစီနဲ့ဖက်ဒရယ်ပြည်ထောင်စုတိဆောက်ရေးဆိုတဲ့ညီမချက်ချင်းတူညီကြရင် PDF တွေနဲ့လက်နက်ကင်တွေဥပဒေပေါင်းနဲ့ဝင်ခဲ့ကြဖို့ဖိတ်ခေါ်တယ်လို့မရောက်နိုင်ကပြောဆိုလာဖြစ်ပါတယ်။ ဒီမိုကရေစီနောက်ပြန်ဆွဲခြင်းဟာလက်နက်ကင်လမ်းစဉ်ကြောင့်ဖြစ်တယ်ဆိုတာရှုမြင်ဖို့အချိန်ကျနေပြီဖြစ်ပါတယ်။ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုတရားရေးကိုညီမချက်တူကြရင်ပြည်ထောင်စုအကျိုးကိုရှေးရှုပြီး PDF အပါဝင်လက်နက်ကင်ရဖွဲ့တွေအနေနဲ့ဥပဒေပေါင်းတွင်ဝင်ရောက်လာကြဖို့နိုင်ငံတော်ကကြိုးစားဖိတ်ခေါ်ထားပြီးဖြစ်ကြောင်းပြောကြားလိုတယ်လို့မြောက်နိုင်ကပြောပါတယ်။ဒါအပြင်အစ်စ်ရထားတဲ့ဂျိုင်းရင်သားလက်နက်ကင်တွေအနေနဲ့နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်ကိုအကြောင်းပြလည်းညွှန်ထုတ်ပြီး ဂတိကဝတ်တွေချိုးဖောက်လို့ရင်းချမ်းရေးလမ်းကြောင်းကနေပြေဖယ်သွားတယ်လို့မြောက်နိုင်ကအပြစ်တင်ပြန်ပါတယ်။ဒီနိုင်ငံရဲ့ဖြစ်စဉ်အကြောင်းတရားကိုလည်းညှို့ထုတ်ပြီး NCA မှာလက်မှတ်ရေးထိုးခဲ့ကြတဲ့ဒိုင်းရင်သားလက်နက်ကိုင်အဖွဲ့တို့ဟာရှီထားပြီးသားဂတိကဝတ်တွေကိုချိုးဖောက်ပြီးရင်းချမ်းရေးလမ်းကြောင်းတွေဖယ်မှုပြုလုပ်ခဲ့ကြတယ်လို့မြောက်နိုင်ကဆိုပါတယ်။မြောက်နိုင်ကစစ်တပ်အနေနဲ့နိုင်ငံအတွက်အကြီးအကဲအရေးကြီးတဲ့အခမ်းအနားကနေဆက်လက်ပါဝင်နေမှာဖြစ်ပြီး ရင်ချမ်းရေးလိုချင်ရင်ဖြစ်တဲ့ဖြစ်ထိုက်တာကိုပဲတောင်းဆိုရမယ်လို့မေအောင်နိုင်ကအထက်စီးကနေပြောဆိုသွားပါတယ်။ရွေးကောက်ပွဲကိုမကြမီမှကျင်းပမှာဖြစ်ပေမဲ့ဖြစ်လို့ဖြစ်စီလုပ်နေသူတွေကရွေးကောက်ခါဆူရပေါ်လာရင်နေရာပြောက်မှာဆိုလို့ရွေးကောက်ပွဲကိုဖြစ်စီနေကြတာလို့သူကဆက်လက်အပြစ်ရေကုန်မြုံနယ်ကုန်းပေါင်းကြေးရွာကိုစစ်ကြောင်းထိုးလာတော့စစ်တပ်ကိုတိုက်ခိုက်မှုကြောင့်စစ်သား20ဦးတေဆုံးပြီးတန်းမှ22လက်တင်းစီရရှိကြောင်းသိရှိရပါတယ်။ဒီရင်ပြည်နယ် ဝိုင်ကော်မြို့နယ်ကုံပေါင်းကျေးရွာကိုစစ်ကြောင်းထိုးလာတော့အကြမ်းဖက်စစ်တပ်ကိုတိုက်ခိုက်ရာစစ်သား20ဦးတေဆုံးပြီးတနက်24လက်သိန်းစီရရှိခဲ့ကြောင်းအမှတ်1 3 3 5တပ်ရင်ရှမ်းတောင်မှတာဝန်ရှိသူတို့ကပြောပါတယ်။နိုဘာလ10ရက်နေ့တွင်ဝိုင်ကော်မြို့နယ်ကုံပေါင်းကျေးရွာကိုစစ်ကြောင်းထိုးရန်ထွက်လာတော့အကြမ်းဖက်စစ်တပ်ကိုတော်လှန်ရေးတပ်ဖွဲ့များကလမ်းပိုင်းတနေရာအရောက်တွင် ကြားဖြတ်တိုက်ခဲ့ခြင်းဖြစ်ကြောင်းထိုးတိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်တပ်ဘက်မှစစ်သား20ဦးတေဆုံးက တရန်22လက်ဒင်းစီရရှိခဲ့ကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက်တွန်လိုင်းရဲဘော်များအထူးအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်စစ်ကြောင်းနှစ်ကြောင်းကရွာထဲကိုထိုးလာတာအထက်ကမှအဓိကစစ်ကြောင်း150ပါစစ်ကြောင်းကိုချေမှုန်းနိုင်ခဲ့တာပါတနက်က22လက်ရတယ်စစ်ကွေးဘက်ကအသေးပြောက်က20နီးပါးတေဆုံးတယ်စစ်ကွေးစစ်ကြောင်းကလင်းဘုံကြီးရွာကထွက်လာတဲ့စစ်ကွေးစစ်ကြောင်းပါသူကကိုရီခန်စစ်ပြင်ထားတဲ့ရွာကိုဝင်တိုးတာချေမှုန်းရင်းနဲ့ drone ပေါင်းပြီးပြန်တွင်နိုင်ခဲ့တာပါ လက်ရှိမှာစစ်ခွေးစစ်ကြောင်းကလင်းဖုံရွာထဲမှာရှိပါတယ်ဟုအမှတ်၁၃၃၅တရင်ရှမ်းတောင်မှာတာဝန်ရှိသူကပြောပါတယ်အဆိုပါတိုက်ခိုက်မှုကို KAKND ရဲ့ PDF တပ်ဖွဲ့များကပူးပေါင်းလို့ဆောင်ကြခြင်းဖြစ်ကြောင်းလက်ရှိချိန်တွင်အကြမ်းဖက်စစ်တပ်စစ်ကြောင်းသည်လင်းဖုံရွာထဲ၌ရှိနေသေးကြောင်းသိရှိဒီဘုံရင်စစ်သား၂ဦးကပြည်သူနေအိမ်ကိုဝင်ရောက်နှမြတိုက်ပြီးပစ္စည်းများလူယူသွားမှုစစ်အရာရှိတန်းတိုင်ကြားသောအခါမှာဆိုလာပြားနဲ့တချီအိုးသာပြန်ပေးပြီး ငွေနဲ့စားသောက်ကိုများပြန်မပေးကြောင်းတည်ရပါတယ်။ရန်ပြည်နယ်မြောက်ပိုင်းဒီဘောမြုံနယ်တွင်စစ်သားနှစ်ဦးကပြည်သူနေအိမ်များကိုဝင်ရောက်နှမတိုက်ပြီးပစ္စည်းများယူဆောင်သွားမှုစစ်အရာရှိတန်းတိုင်ကြားသောအခါမှာဆိုလာပြားနဲ့ဘက်ထရီဥဒါပြန်ပေးပြီးငွေနဲ့စားသောက်ကိုများပြန်မပေးကြောင်းရန်ဒေသအခြေစိုက် SSPP Info ကသတင်းထုတ်ပြန်လိုက်ပါတယ်။နိုဘာလ28ရက်နနက်အစောပိုင်း2:20မိနစ်အချိန်ဒီဘောမြုံနယ်မိုးရီကျေးရွာအောက်စုကွန်ဆာလိတ်ကျေးရွာရှိနေတလုံးအတွင်း ်အတံပတ်စသား၂ဦးကဝင်ရောက်ပြီးအင်ရှင်များကိုတနက်ဖြန်ထောက်ကနေအိမ်နဲ့ဈေးဆိုင်ရာတွင်ကိုငွေနှောက်ကငွေကျပ်9သိန်းတန်ဖိုးရှိပစ္စည်းများနဲ့ငွေသားများကိုယူဆောင်သွားကြောင်းအလားတူရင်းနှီးနှံနှံစောပိုင်း၄နိုင်ဝင်တင်နိုင်လေအခြားနေအိမ်ဈေးဆိုင်ရင်းတို့ဝင်ရောက်ကအင်ရှင်များကိုတနက်ဖြန်ထောက်ထားပြီးပစ္စည်းများကိုငွေနှောက်ယူဆောင်သွားကြောင်းသိရှိရပါတယ်အင်ရှင်ကလည်းစစ်သားဆိုတော့တကားဖွင့်ပေးတာအိမ်ထဲရောက်တာနဲ့တနက်နဲ့ထောက်ပြီးဆိုင်တဲ့အိမ်ထဲကပစ္စည်းတွေမှုရောတာကုန်ပစ္စည်းတွေပတ်စံတွေယူထားတယ် နိုင်စလုံးဒီပုံစံနဲ့ဗျတရားတိုက်သွားတယ်အခုဒေသနေပြည်သူတူကပြောပါတယ်ထို့သို့ဓမြတိုက်ဒီကိစ္စနဲ့ပတ်သက်၍ရကျေးတာဝန်ရှိသူများကစစ်ကောင်ရှင်အရာရှိများထံတိုင်ကြားခဲ့ရာပြမှုကျူးလွန်သူတပ်သားနှုတ်ယူဆောင်သွားသည့်ဘက်ထရီနဲ့ဆိုလာပြားကိုအေရှင်တန်ပြန်လည်ပို့ဆောင်ပေးခဲ့တော်လဲကြာရှိသည့်စားတော့ပွဲရများနဲ့ငွေချင်းများကိုပြန်လည်ပေးခြင်းမရှိကြောင်းသိရှိရပါတယ်ပြမှုကျူးလွန်တဲ့တပ်သားကိုတော့အရေးယူမယ်လို့တော့ပြောပါတယ်ဒါပေမဲ့ဘလို့အရေးယူမယ်တော့မသိဘူးပေါ့ ယူသွားတဲ့ဆိုလာပြောင်းတွေဘက်ထရီအိုးတွေတော့ပြန်လာပို့ပေးပါပြီ။ဂျာနဲ့စားသောက်ဖွယ်ရတချို့တော့တုံးကုန်ပြီမို့လို့နောက်မှပြန်ဆောင်ရွက်ပေးမယ်လို့ပြောတယ်။အခုထိတော့ဘာမှပြန်မပေးသေးဘူး။ဒေသနေပြည်သူတွေကပြောကြပါတယ်။အဆိုပါမိုးလီကျေးရွာအုပ်စုကိုလုံခဲသည့်အော်တိုဘားလာကစစ်ကောင်ရှင်တပ်ကထိုးစစ်ဆင်ဝင်ရောက်ခဲ့ပြီးလက်ရှိအချိန်ထိစစ်ကောင်ရှင်တပ်ဆိုးမှုလို့ရှားသည့်နေရာဖြစ်ကြောင်းဒီရွေးကောက်ပွဲအတူကိုတရားမျှတသိက္ခာရှိတဲ့ရွေးကောက်ပွဲဟုမရောက်နိုင်ကသူ့ဗိုလ်လောင်းများနဲ့တွေ့စဉ်အဆက်တရားကင်းမဲ့စွာတုံ့နှုံပြောကြားလိုက်ပါတယ်။ တိုင်းပြည်အာဏာကိုမတရားသဖြင့်သိမ်းယူပြီးနိုင်ငံကောင်ဆောင်တွေပါဝင်ပြည်သူပေါင်း၃000ကျော်ကိုမတရားဖမ်းဆီးထောင်ချထားတဲ့အကြမ်းဖက်စစ်ကောင်ဆောင်မရောက်နိုင်ကသူတို့စစ်တပ်ဥဆောင်ပြုလုပ်မဲ့အတုရောက်ရွေးကောက်ပွဲကိုတရားမျှတသိက္ခာရှိတဲ့ရွေးကောက်ပွဲလို့အချက်တရားကင်းမဲ့စွာတုံတုံပြောကြားလိုက်ပါတယ်။ဘီယွန်လင်းမော်ကပြုလုပ်တဲ့စစ်တပ်ကတို့ DSA အတင်းနဲ့အပတ်စဉ်60ကုန်ဆင်းပွဲမှာအကြမ်းဖက်မရောက်နိုင်ကအခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။ပါတီဆောင်ဒီမိုကရေစီဖြစ်တာနဲ့အညီနိုင်ငံရေးပါတီများလွတ်တော်ကိုယ်စားလှယ်များ တရားမျှတစွာပါဝင်ရှင်ပြန်ကြဖို့လိုတယ်နိုင်ငံတော်စိုးရအနေနဲ့ရွေးကောက်ပွဲကိုတရားမျှတတဲ့တိခါရှိတဲ့ရွေးကောက်ပွဲဖြစ်အောင်မြင်စွာကျင်းပနိုင်ရေးဘက်ပေါင်းစုံကစူးစမ်းလှုပ်ဆောင်နေတယ်လို့အကြံဖက်စစ်ကောင်းဆောင်ကဆိုပါတယ်ဒါအပြင်ဘီဒူရီကိုပေါ်တာဆွဲဖမ်းဆီးကအတမစစ်မှုထားစေခိုင်းနေတဲ့အပေါ်မှာလည်းဖွဲ့စည်းပုံအခြေခံဥပဒေအရစစ်တကဦးဆောင်ပြီးဘီဒူရီပါဝင်တဲ့ကာကွယ်ရေးဗျူဟာဖော်ဆောင်ကျင့်သုံးနေတာဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်အလားတူ NUG နဲ့ CRPH အပါအဝင် NCM လက်မှတ်ရေးထိုးခဲ့ကြတဲ့ဒိုင်းရင်သားလက်နက်ကိုင်အဖွဲ့တို့ဟာရွေးကောက်ပွဲကတစဉ်ပြည်သူရွေးချယ်တဲ့အစိုးရတရက်ဖြစ်ပေါ်လာရင်ဆက်လက်ယက်တီဖို့ခက်ခဲလာနိုင်တဲ့အတွက်ရွေးကောက်ပွဲကိုအနှောက်အယှက်ဖြစ်အောင်လုပ်နေတာလို့ဆွဆွဲပြောဆိုခဲ့ပါတယ်။မြန်မာနိုင်ငံရဲ့တက်တဲကိုဖြေရှင်းနိုင်ဖို့ဆောင်ရွက်ရမယ့် ASEAN ဘုံသဘောတူညီချက်၅ချက်ကိုတောင်အကောင့်ထဲမှာပေါ်နိုင်တဲ့စစ်ကောင်းဆောင်မရောက်နိုင်အောင်ရင်းချမ်းရင်းနဲ့ပတ်သက်ပြီးဖြစ်တင်နာရီကိုပြောဆိုနေမဲ့အစားဖြစ်တဲ့နာရီကိုပြောဆိုပြီးဖြစ်နိုင်နာရီကိုလုံဆောင်ရမယ်လို့လည်းပြောဆိုခဲ့